မင်္ဂလာပါသားတို့သမီးတို့ရေဒီချက်ကတော့စတ္ထမရာသမိုင်းဘာသာရပ်ကို သင်ကြားပေးမယ်ဒီချိန်ဖြစ်ပါတယ်ဒီနေ့ဒီချက်ပြောပြပေးမယ်အကြောင်းအရာလေးကတော့အခန်းနှစ်မျိုးများပေါပေါလာခြင်းသင်ခန်းစာနှစ်တသမတိရှေဟောင်းမျိုးတော်များရဲ့တစ်ခုပါဝင်ဖြစ်တဲ့ဝေသာလီရဲ့အကြောင်းဖြစ်ပါတယ် အခုစာတင်ချိန်မှာတော့ဝေသာလီမြို့နိုင်ငံရဲ့ဒီနေရာတိဆောက်ထားပုံဝေသာလီမှာအုပ်စိုးခဲ့တဲ့မင်းဆက်နဲ့ထွန်းကားခဲ့တဲ့ဘာသာရေးအကြောင်းရှေးဥရခိုင်ရဲ့ဘိတုကာယဉ်ကျေးမှုအနုပညာအစင်တာမြန်မာကျောင်းကိုသားတို့သမီးတို့ကိုသင်ကြားမှာဖြစ်ပါတယ်။ကဲကြည့်ကြစို့ဝေသာလီရဲ့အကြောင်းကိုဝေသာလီဟာရခိုင်ရှီယောင်မြို့တော်ဖြစ်ခဲ့ပါတယ်။ဘယ်နေရာမှာတည်ရှိလဲဆိုရှင်ကလဒါမြို့နဲ့လင်းမြို့မြဝအလဲပိုင်းမှာရှိပါတယ်။ မြအူးမျိုးရှစ်တောင်းဖျားရင်ပြင်မှာရှိတဲ့အနန္ဒစန္ဒကျောက်စာအရာဝေသာလီမျိုးမှာစန္ဒမင်းဆက်အုပ်ဆိုးခဲ့ပါတယ်စန္ဒမင်းဆက်ဟာကျောင်းကံတွေကိုတိဆောက်ခဲ့ပြီးတော့တိတိလင်ကနိုင်ငံမှယဟန်းတွေကိုပင့်ဖိတ်ခဲ့ကြောင်းကျောက်စာမှာဖော်ပြထားပါတယ်ဝေသာလီမျိုးမှာတော့ယမနဝါဒမဟာယာနနဲ့ထေရဝါဒဗုဒ္ဓဘာသာထွန်းကားခဲ့ပါတယ်အဲ့တော့ဝေသာလီမျိုးဟာ ိန္ဒိယမြောက်ပိုင်းနဲ့ရင်ကျေးမှုဆက်ဆံရှိခဲ့တယ်။တူးဖို့တွေးရှိရတဲ့ပစ္စည်းတွေကတော့ဝေသာလီငွေဒင်းကအကြီးအလက်အသေးများကပြည်ရင်းပြည်ပကုသရောင်းဝယ်မှုအစဉ်တန်းမြင့်မားတာကိုဖော်ပြနေပါတယ်။ကြောက်ဂျင်းနီဂျေးဝါရွှေငွေတို့နဲ့ထူးလုတ်သွင်းလုတ်တဲ့စင်တူတွေဇေဒီငယ်များအယုတ်တွေစင်မီကွက်တွေဟာရှေးဥရခိုင်ရဲ့အမှုပညာအစဉ်တန်းမြင့်မားကြောင်းကိုဖော်ပြနေပါတယ်။ ဝေသာလီမြို့ကတော့တရေခစ်တရာနဲ့ခစ်ပြန့်ဖြစ်ပြီးတော့ပြူရိုးနဲ့ဆက်ဆံမှုရှိခဲ့ပါတယ်။ဝေသာလီမြို့ဟာ၄ရာစုဧရိယာနေပြီးတော့၉ရာစု AD အကြားမှာထွန်းကားခဲ့ပါတယ်။ကဲအဲ့တော့တအားတို့သမီးတို့ရေဒီအကြောင်းအရာလေးကိုတအားတို့သမီးတို့เนาะလေ့လာသင်ကြားပြီးပြီဆိုတော့အဓိကကြားတဲ့အချက်ကလေးတွေကိုကျွန်တော်ပြန်ကြည့်ကြရအောင်။အဲ့တော့ဝေသာလီမြို့ရဲ့တီနီယာလို့မေးလို့ရှိရင်ဝေသာလီမြို့ဟာ ကလေးထာမြင့်နဲ့လေးမြို့မြို့အလဲပိုင်းမှာတရှိပါတယ်။နော်စိုးစံတဲ့မင်းဆက်ကတော့အာနန္ဒာစန္ဒရာမင်းဆက်ဖြစ်ပါတယ်။အဲ့တော့ဝေသလင်မြို့မှာဘာဘာသာတွေထွန်းအားကြတယ်ဆိုရှင်ဗြမနာဝါဒမဟာယာနနဲ့ထေရဝါဒဗုဒ္ဓဘာသာတွေထွန်းအားခဲ့ပါတယ်။ဝေသလီငွေဒင်းကားတွေဟာဒီရင်ပြည်ပကုသရောက်မှုအစင်တန်းကို ဖော်ပြနေပါတယ်။အကြောင်းမလို့ရှင်ဟုရခိုင်ရဲ့အမှုပညာအစင်တန်းဟာဘလောက်မြင့်မားတယ်ဆိုတာကို ားတို့တမီအခုမြဝါထင်နေဒါတို့ဘာဖြစ်တင်ကြပြီဖြစ်ပါတယ်သိရှိရပြီဖြစ်ပါတယ်ကဲဒီနေ့ဒီချက်ပြောပြပေးတဲ့အကြောင်းအရာလေးကတော့အခန်းနဲ့မျိုးများပေါပေါက်လာခြင်းသင်ခန်းစာနှစ်တသမတ်ရှေဟောင်းမျိုးတော်များရဲ့တခုအပါဝင်ဖြစ်တဲ့ဝေသားလေးအကြောင်းဖြစ်ပါတယ်ဒါတို့တမီတို့လည်းဒီသင်ခန်းစာလေးကိုနားလည်သဘောပေါက်မယ်လို့တီချဲမျှော်လင့်ပါတယ်နောက်သင်ခန်းစာမှာတီချဲတို့ပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင် ふざけんな